မင်္ဂလာပါခင်ဗျာလူချင်းမင်းတို့ကိုမြန်မာနိုင်ငံရဲ့လူကြိုက်များဆုံး application တစ်ခုဖြစ်တဲ့ OneSpace application ရဲ့အကောင့်ဖွင့်နည်းငွေတွင်းနည်းငွေထုတ်နည်းတွေကိုဒီဗီဒီယိုလေးမှာရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအရင်ဥစွာ OneSpace application ထဲကိုဝင်လိုက်ပါအကောင့်ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအပေါ်တောင်းမှာရှိတဲ့အစိုင်းရ registration လေးကိုနှိပ်ပေးလိုက်ပါခင်ဗျာ ကောင့်ကိုလွယ်ကူစွာမြန်မြန်ဆန်ဆန်ဖွင့်ဖို့အတွက်အင်ဝမ်ကလစ်ကိုရွေးလိုက်ပါဒီနေရာမှာအရေးကြီးတဲ့အပိုင်းလာပါပြီခင်ဗျာ promo code ဆိုတဲ့နေရာလေးမှာ SN47 ကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာ

ကျွန်တော်တို့ရွေးခိုင်းတာကိုမန်အောင်ရွေးပေးလိုက်ရင်ရပါပြီခင်ဗျာ skip လို့ပေါ်နေ skip ကိုနေပြပါ verify ဆိုတာလေးပေါ်လာရင်တော့ကျွန်တော်တို့မန်ကန်စွာရွေးပေးရင်ရပါပြီခင်ဗျာဒီမှာတော့ meter byte ကောင်ကိုရွေးခိုင်းပါတယ်အားလုံးကိုမန်ကန်စွာရွေးပြီးတော့ရင်တော့ verify ဆိုတာလေးကိုနေပြပါခင်ဗျာအမှန်ချစ်ပြတော့ရင်အကောင့်ဖွင့်တာအောင်မြင်တော့ပါပြီခင်ဗျာ ဒါကတော့အရေးကြီးပါတယ်ဒီမှာရလာတဲ့ ID နဲ့ password ရှိပါတယ် user name password လို့ရေးထားပါတယ်ဒါလေးကို screenshot ရိုက်ပြီးတော့တင်ထားပေးကြပါခင်ဗျာ account ထွက်သွားတဲ့ချိန်ကျရင်ဒီ ID password ကိုအတုံးပြုပြီးတော့ပြောင်းဝင်ရမှာဖြစ်တဲ့အတွက်အရေးကြီးပါတယ်ခင်ဗျာဒီချာလေးတင်ထားပြီးရင်တော့ NAS ကိုနှိပ်ပေးပါခင်ဗျာကဲ 1x ပဲ account ခုရလာပါပြီ ကျွန်တော်တို့ငွေတွင်းတွေကိုဆက်ပြီးတော့တွားကြရအောင် အောက်ဆုံးတောင်းလေးမှာမီနူးဆိုတာလေးရှိပါတယ်ခင်ဗျာမီနူးကိုနှိပ်လိုက်ပါငွေထဲမှာဖြစ်တဲ့အတွက်ကြောင့်အပေါ်ဆုံးမှာအပေါင်လေးရှိပါတယ် deposit အစိုင်းအောင်လေးကိုနှိပ်ပေးပါဒီမှာမိမိနဲ့တက်ရငွေတွင်းနည်းနဲ့ငွေတွင်းလို့ရပါတယ်ခင်ဗျာခေပင်းတဲ့ငွေတွင်းနည်းကိုကြည့်အောင် ကျွန်တော်ကဒီမှာနမူနာပဲဖြည့်ပြပေးတော့မှာဖြစ်ပါတယ်မိဆွေတို့ကမိဆွေတို့အချက်လက်အမှန်ကိုဖြည့်ပေးပါခင်ဗျာအပေါ်ဆုံး9000ဆိုတဲ့နေရာမှာမိဆွေတို့ငွေတွင်မဲ့ပမာဏကိုထည့်ပေးပါခင်ဗျာတင် IKB ဖုန်းနံပါတ်ဆိုတဲ့နေရာမှာမိဆွေတို့ရဲ့ KB ဖုန်းနံပါတ်ကိုထည့်လိုက်ပါ ါကနမူနာဖုန်းနံပါတ်ဖြစ်ပါတယ်ခင်ဗျာတင် EKB အကောင့်ကန်ဆောင်သူအမည်ဆိုညမှာမိတ်ဆွေတို့ရဲ့အကောင့်အမည်ကိုထည့်လိုက်ပါဒီတုံးချက်ကိုဖြည့်ပြီးတော့ရောအပေါ်မှာ KB နံပါတ်ဆိုတဲ့ KB နံပါတ်လေးရှိပါတယ်ခင်ဗျာ copy ယူလို့ရတဲ့အားလေးလည်းရှိပါတယ်ဒါကို copy ယူပြီးတော့မိတ်ဆွေတို့ရဲ့ KB ထဲမှာအရင်ဆုံးငွေတော့လွှဲပေးပါခင်ဗျာငွေလွှဲပြီးရင် KB ရဲ့ ငွေလွှဲမှတ်တမ်းမှာကျွန်တော်တို့ transaction ID အလုံး20ဆိုတာရှိပါလိမ့်မယ် KB set လုံးဆောင်မှုအမှတ်လို့လည်းခေါ်ပါတယ်ဒါကိုဒီ KB set အလုံးဆောင်မှုအမှတ်ဆိုတဲ့နေရာမှာအလုံး20လုံးကိုမှန်ကန်တိကျစွာပြန်လာဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာဒါကကျွန်တော်နမူနာထည့်ပြထားတာဖြစ်ပါတယ်ဒီနေရာမှာမာယွန်ပြီးဖြည့်ခဲ့လို့ရှင်ငွေမဝင်တာမျိုးဖြစ်နိုင်တဲ့အတွက်ကျွန်တော်ဒီမှာတတိထားပြီးတော့အလုံး20လုံးကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာအကယ်လို့ငွေမဝင်ရင်လည်းစိတ်မပူပါနဲ့ ဗီဒီယိုရဲ့အဆုံးမှာကျွန်တော် customer support မှာတွားပြီးတော့ဘယ်လိုပြန်ဖြေရှင်းရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ငွေတွင်းတဲ့ပမာဏတင်ရန် KB ဖုန်းနံပါတ် KB account အမည် KB ဇာတ်လုံးဆောင်မှုအမှတ်ဒီအချက်တွေအကုန်လုံးဖြည့်ပြီးတော့ရင်တော့ကျွန်တော်တို့အောက်မှာ confirm ဆိုတာလေးရှိပါတယ်အစိုးရလေးပါအဲ့အစိုင်းအောင်လေးကိုနှိပ်လိုက်တာနဲ့ confirm ကိုနှိပ်လိုက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ငွေတွင်းတာအောင်မြင်တော့မှာဖြစ်ပါတယ်ခင်ဗျာ ဝေးနဲ့ငွေတွင်းတွေကိုထပ်ပြီးတော့ကြည်လိုက်ရအောင်ဝေးကိုနှိပ်လိုက်ပါဒီနေရာမှာလည်းတဘောတရားအတူတူပါပဲခင်ဗျာငွေတွင်းမဲ့ပမာဏကိုထည့်ပါတင်ဤဝေးဖုန်းနံပါတ်ဆိုနေရာမှာမိတ်ဆွေတွေရဲ့ဝေးဖုန်းနံပါတ်ကိုထည့်လိုက်ပါခင်ဗျာ ဝေးအကောင့်ကင်ဆောင်သူအမည်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ဝေးအကောင့်အမည်ကိုထည့်လိုက်ပါဒါကတော့နမူနာဖြည့်ပြတာဖြစ်ပါလေခင်ဗျာဒီ၃ချက်ကိုဖြည့်ပြီးသွားရင်တော့ခဏလိုပဲအပေါ်မှာ active ဖြစ်နေတဲ့ဝေးအကောင့်နံပါတ်ဆိုတာရှိပါတယ်အဲ့ account number ကို copy ယူပြီးတော့ဝေးထံမှာငွေတွားလွှဲပါခင်ဗျာပြီးရင်တော့ရလာတဲ့ဝေးရဲ့လုပ်ငန်းစဉ် ID ကိုဒီအောက်မှာ transition ID ဆိုတဲ့နေရာမှာကျွန်တော်မန်ကန်ဆိုတာအပြည့်အဝပြန်ဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာ ဒါကနမူနာနမူနာလာဖြစ်ပါတယ်ဝေးမှာတခုပို့သွားတာရှိပါတယ်ငွေတွင်းတဲ့ screen shot ကိုတောင်းရင်တော့ဒီအပောင်းဆိုတဲ့နေရာမှာငွေတွင်းတဲ့ screen shot လေးကိုထည့်ပေးရမှာဖြစ်ပါတယ်အကယ်လို့ဒါအောင်မတောင်းရင်တော့ထည့်ပေးစရာမလိုပါဘူးခင်ဗျာငွေတွင်းတဲ့ပမာဏဝေးဖုန်းနံပါတ်ဝေးအကောင့်ကင်ဆောင်လို့အမည် transition id ဝေးလုပ်ငန်းစဉ် id ဆိုတဲ့ဟာကိုထည့်ပြီးတော့ရင်တော့ကျွန်တော်တို့အောက်မှာ confirm လေးကိုနှိပ်ဖို့လိုပါတယ် ွန်ဖန်အစံရောင်လေးကိုနှိပ်လိုက်တာနဲ့15မိနစ်အတွင်းဝင်လာမှာဖြစ်ပါတယ်ခင်ဗျာငွေမဝင်ခဏလို့ပဲ customer support မှာတော်ပြီးတော့ဖြေရှင်းလို့ရပါတယ်ခင်ဗျာဒီမှာတခြား okay pay 1 pay cvp အစရှိတဲ့ပြင်ငွေတွင်းနေရလဲဒီပုံစံမှာပဲခင်ဗျာအကယ်လို့ bank transfer နဲ့ငွေတွင်းမဲ့ဆိုရင်တော့ bank transfer ကိုနှိပ်လိုက်ပါ ဆလပ်ဘန်ဆိုတဲ့နေရာမှာမိတ်ဆွေတို့နှစ်တရာဘန်တစ်ခုကိုရွေးလိုက်ပါ KBZ special နဲ့နမူနာပြပေးပါမယ်အတူတူပါပဲခင်ဗျာအပေါ်တော့မှပမာဏကိုထည့်မယ်တဲ့ bank account number ဆိုတဲ့နေရာမှာမိတ်ဆွေတို့ bank account number ကိုထည့်မယ် bank account အမည်ဆိုတဲ့နေရာမှာမိတ်ဆွေတို့အမည်ကိုထည့်မယ် ဒီတုံးချက်ဖြစ်ပြီးတော့ရင်တော့အပေါ်မှာ active ဖြစ်နေတဲ့ bank account နံပါတ်ကိုငွေတော့လဲပါခင်ဗျာပြီးရင်ကျွန်တော်တို့ bank account ငွေလွှဲပြီးရလာတဲ့ transition id ကိုဒီနေရာမှာ bank account ဆိုတာဖြည့်ပေးပါဒါလေးအားလုံးပြည့်စုံသွားရင်အောက်မှာ confirm link ကိုနှိပ်လိုက်တာနဲ့ငွေတွင်းတာအောင်မြင်တော့ပါပြီခင်ဗျာကျွန်တော်တို့ငွေထုတ်နေကိုကြည့်အောင်ငွေထုတ်နေကိုတွားဖို့အတွက်အပေါ်ဆုံးမှာရှိတဲ့ setting အလုံးလေးကိုနှိပ်လိုက်ပါခင်ဗျာ withdraw ဆိုတာလေးရှိပါတယ် top up အပေါင်းအောက်ကအနုတ်လေး withdraw လေးကိုနည်းလိုက်ပါငွေထုတ်တော့မယ်ဆိုရင်တိထားမှာတခုကကိုရေးချက်လက် personal profile ကိုအပြည့်စုံဖြည့်ထားဖို့လိုအပ်ပါတယ်ခင်ဗျာအကယ်လို့ personal profile မဖြည့်တဲ့ရင်လည်းကျွန်တော် customer support ကိုတွားပြီးတော့ personal profile ဖြည့်နေကိုတောင်းပြီးတော့ကိုတိုင်းဖြည့်လို့ရပါတယ်ခင်ဗျာဒါကိုဗီဒီယိုအဆုံးမှာထည့်ပေးတော့မှာမယ်ခင်ဗျာကျွန်တော်တို့ KP ကိုနှိပ်လိုက်ပါ ရိုးရှင်းပါတယ်အပေါ်ဆုံးမှာငွေထုတ်မဲ့ပမာဏကိုထည့်ပါတင်း KB ဖုန်းနံပါတ်ဆိုတော့မိတ်ဆွေတို့ရဲ့ KB ဖုန်းနံပါတ်ကိုထည့်လိုက်ပါနာနမူနာပုံစံနာဖြစ်ပါတယ်တင်းအကောင့်ကန်ဆောင်လို့အမည်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့အကောင့်အမည်ကိုထည့်ပါဒီ၃ချက်ကိုဖြည့်ပြီးတာနဲ့ confirm ကိုနှိပ်လိုက်တာနဲ့ approve ဖြစ်သွားရင်တော့ငွေထုတ်တာအောင်မြင်တော့မှာဖြစ်ပါတယ် အကယ်လို့ဖုန်းနံပါတ်ချိန်ထားလို့ဖုန်းထဲကို SMS ကုတ်ကြပြီးတော့ SMS ကုတ်တောင်းရင်တော့ကုတ်လေးကိုထည့်ပြီးတော့ confirm ကိုထပ်နိုင်ပြီးလိုင်းအောင်ပါပဲခင်ဗျာငွေထုတ်ပြီးနိုင်ဝယ်ဝတ်တင်အငွေမွေးရင်တော့ customer score မှာထုံးစံတိုင်းပဲဖြည့်ရှင်းလို့ရပါတယ်ခင်ဗျာဗီဒီယိုအဆုံးမှာကြည့်ပေးပါခင်ဗျာကျွန်တော်ဝေးနဲ့ငွေတွင်းတွေကိုဆက်ပြီးတော့ကြည့်ရအောင်ပါအတူတူပါပဲခင်ဗျာအပေါ်ဆုံးမှာပမာဏထည့်မယ်ပြီးတော့ရင်အောက်မှာအပေါ်ဆုံးမှာငွေထုံးမဲ့ပမာဏကို ထည့်မယ်ပြီးရင်အောက်မှာ weight ဖုန်းနံပါတ်ကိုထည့်မယ်ပြီးရင် weight အမီထည့်မယ်ပြီးရင် confirm ကိုနှိပ်ပါ approve ဖြစ်သွားရပါပြီ single တောင်းရင်တော့ single လေးထပ်ထည့်ပေးပါဒါပါပဲခင်ဗျာလွယ်ကူပါတယ်ရွှေရှင်းပါတယ်ကျွန်တော်တို့ငွေထုတ်လို့ငွေမရောက်တာပဲဖြစ်ဖြစ်ငွေတွင်းလို့ငွေမရောက်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အချက်လက်ဖြည့်နေကိုတည်ချင်တာပဲဖြစ်ဖြစ် customer support တောင်းနေကိုဆက်ပြီးကြည့်အောင်ကျွန်တော်တို့အောက်မှာ menu လေးရှိပါတယ် မီနူးလေးကိုနှိပ်ပြီးတော့ရင်တော့ကျွန်တော်ဒီအောက်ဆုံးမှာအောက်ဆုံးရဲ့အပေါ်တစ်ခုမှာ customer support ဆိုတာရှိပါတယ်အဲ customer support ကိုနှိပ်လိုက်ပါအပေါ်ဆုံးကအပေါ်ဆုံးကချက်ကိုရွေးပါခင်ဗျာဒီနေရာမှာတော့အနေငယ်စောင့်ပါပါလေဒီလိုပေါ်လာရင်မြန်မာ please လို့ရိုက်လိုက်ပါ ီလိုပို့ပြီးတော့အပေါ်ဆုံးမှာ call operator လေးရှိပါတယ်အပေါ်ဆုံးမှာနော် customer support ရဲ့အောက်မှာ call operator လေးရှိပါတယ်အဲ့ဒါလေးပေါ်လိုက်နှိပ်လိုက်ပါပြီးရင်မြန်မာ please လို့ထပ်ပို့ပါအာမြန်မာ customer support ကလာပြီးတော့မေးမြန်းလာရင်မိတ်ဆွေတို့ငွေတွင်းလို့မဝင်ငွေမဝင်တဲ့အကြောင်းငွေထုတ်လို့မရရင်ငွေထုတ်လို့မရတဲ့အကြောင်းကိုယ့်ရဲ့ချက်လက်ဖြစ်ခြင်းဖြစ်ခြင်းတဲ့အကြောင်း လောင်နီတီးချင်တီးချင်တဲ့ကြောင့်အသေးစိတ်မေးမြန်းလို့ရပါတယ်ခင်ဗျာ